ိုင်ငံသား203ကိုအောင်မြင်စွာကယ်ဆယ်ပြီးနောက်မြန်မာနိုင်ငံကငွေလင်းလိုင်းတွေမှာအတမစီခိုင်းခံနေရတဲ့ထိုင်းဝမ်နိုင်ငံသား235ဦးပြိမိနေစေဖြစ်တယ်လို့ထိုင်းဝမ်တပ်တမန်တူးကပြီးခဲ့တဲ့အပတ်မှာပြောကြားခဲ့ပါတယ်။အွန်လိုင်းငွေလင်းကိုင်းတွေမှာလူကုန်ကူးခံရသူအချို့အတမခိုင်းစေခံရတဲ့သတင်းတွေမကြာခဏဖြစ်ပေါ်နေစဉ်နုံနုံကြားကြားနေထိုင်ကြဖို့ထိုင်းဝမ်အစိုးရကနိုင်ငံသားတွေကိုသတိပေးခဲ့တယ်လို့နိုင်ငံရေးဝန်ကြီးဌာနအရှိအာရှနဲ့ ပစိဖိတ်ရေးရာဌာနဒုတိယကြီးကဲနေဟန်ဆန်ကပြောပါရယ်နိုင်ငံသားဝန်ကြီးဌာနနဲ့မြန်မာယွန်းဟာ2022ခုနှစ်နောက်ပိုင်းမြန်မာနိုင်ငံရှိလားစာမြင့်အလုပ်တွေမှာလုပ်ရမယ်လို့ဖြားယောင်းခံခဲ့ရပေမဲ့ငွေလိမ်ကိုင်းတွေမှာအတ္တမခိုင်းစေခံနေရတဲ့ထိုင်ဝမ်နိုင်ငံသားတွေရဲ့ယာနဲ့ချီတဲ့အကူအညီတောင်းခံတဲ့ဖုန်းကော်ဇူမှုတွေကိုလက်ခံရရှိခဲ့ပါရယ်ထိုင်ဝမ်နိုင်ငံသားဝန်ကြီးဌာနဟာမြန်မာနိုင်ငံမှာပိတ်မိနေတဲ့ နိုင်ငံသား438ဦးကိုကူညီဖို့လှုံ့ဆော်ခဲ့ပြီး213ဦးနေရပြန်ပို့နိုင်ခဲ့ပါတယ်။ကြားဖြန့်လုပ်ငန်းတွေဟာတိုင်းနာလက်နက်ကိုင်ဖွဲ့တွေထိန်းချုပ်ထားရာတိုင်းနယ်ဆက်အနီးမြန်မာနိုင်ငံတွင်တည်ရှိတာကြောင့်ကြားဖြန့်လူကုန်ကူးခံရသူတွေကိုကယ်တင်ဖို့ခက်ခဲနေတယ်လို့လေးဟန်ဆန်ကပြောပါတယ်။အဆိုပါတိုင်းနာလက်နက်ကိုင်ဖွဲ့တွေနဲ့ဆက်တွေ့ဖို့တန်တမန်တွေအတွက်စိန်ခေါ်မှုတွေရှိနေတယ်လို့၎င်းကဆက်ပြောပါရယ် ကြားဖြန့်တွေမှာလူကုန်ကုခန့်ထားရတဲ့နိုင်ငံသားတွေအကြောင်းသိရှိဖို့နဲ့၎င်းတို့လူမျိုးရေးအတွက်အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေတိုင်းနာလက်နက်ကိုင်ဖွဲ့တွေနဲ့အနီးကပ်ဆောင်ရွက်နေတယ်လို့လဲထိုင်းဝမ်နိုင်ငံရဲ့ဝန်ကြီးဌာနကပြောပါရယ်အမေရိကန်နိုင်ငံဟာရုရှားရဲ့ယူကရိန်းကျူးကျော်စစ်မှာအဆင့်၃ဆင့်နဲ့အပြစ်ခံရစေရေးအောင်မြင်စေလိုတယ်လို့အင်ဖြူရောမျိုးသားနှုံကြုံရေးအကြံပေးမိုက်ဝစ်ကပြောပါရယ် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကတနင်္လာနေ့မှာစော်ဒီအာရေဗျာနိုင်ငံမှာယူကရိန်းနဲ့ရုရှားကိုယ်စားလှယ်တွေနဲ့ဆွေးနွေးမှုတွေမပြုလုပ်မီအမေရိကန်သတင်းဌာန Fox News က Mike Wiss နဲ့အင်တာဗျူးကိုထုတ်လွှင့်ခဲ့ပါတယ်ရုရှားနဲ့ယူကရိန်းဟာနျူကလ িয়ার ဓာတ်အားပေးစက်ရုံတွေ၊ရေနံပိုင်လိုင်းတွေနဲ့ဓာတ်အားပေးလိုင်းတွေကိုဒရုန်းတွေ၊ဒရုန်းကြီးတွေနဲ့တိုက်ခိုက်တာရပ်တန့်ဖို့လိုအပ်မယ်လို့သူကဆိုပါရယ်။ယုံကြည်မှုတိစောက်ရာမှာပထမအဆင့်ဖြစ်ရုရှားနဲ့ယူကရိန်းကြား အကျဉ်းသားတွေနေလေဖို့၎င်းကတောင်းဆိုခဲ့ပါတယ်။အရေးပါတဲ့ခြေကန်ဆောင်တွေပေါ်တိုက်ခိုက်မှုတွေရပ်တန့်ဖို့ပမပါတော့အမေရိကန်နိုင်ငံကထုတ်ဖော်မပြောခဲ့ပါဘူး။ပင်လယ်နက်ဒေသအထိအကြမ်းဖက်မှုတွေရပ်တန့်ဖို့၎င်းကအဆိုပြုခဲ့ပြီးစွန့်ရင်အဆောင်တွေမတိုက်ခိုက်ဖို့တိုက်တွန်းခဲ့ပါတယ်။တတိယအဆင့်အနေနဲ့ယူကရိန်းနဲ့ရုရှားထိန်းချုပ်ဒေသတွေတခြားနေနမိတ်မြင်းတခုသတ်မှတ်ရေးသဘောတူကိုမျှော်လင့်တယ်လို့သူကဆိုပေမဲ့ခက်ခဲမယ်လို့ဝန်ခံခဲ့ပါတယ်။ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကတနင်္လာနေ့ဆွေးနွေးမှုမှာအဆိုပြုချက်တင်ပြမှာဖြစ်ပြီးယူကရိန်းနိုင်ငံကဘလို့တုံ့ပြန်မလဲဆိုတာတော့မေးခွန်းတွေရှိနေထိုင်းနိုင်ငံဘန်ကောက်မြို့မှာနာမည်ဧပြီလ3ရက်ကနေ4ရက်နေ့ထိကျင်းပမဲ့ Beamstead Bay of Bengal Initiative for Multisectoral Technical and Economic Cooperation BIMSTEC ထိပ်သီးအစည်းအဝေးကိုအနာသိန်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမေအောင်လိုက်တက်ရောက်မယ်လို့ ထိုင်းသတင်းဌာန PBS ကဖော်ပြထားပါတယ်။ထိုင်းနိုင်ငံကအင်ရှင်ဖြစ်ခြင်းပါမဲ့၆ကြိမ်မြောက်ဘင်းစတက်အစည်းအဝေးကိုဧပြီလ၂ရက်နေ့ကနေ၄ရက်နေ့ထိရှန်ဂီလာဘန်နာဟိုတယ်မှာကျင်းပမှာဖြစ်တယ်လို့ဗင်္ဂလားပင်လယ်ော်ဒေတာရင်းကနားစုံနီးပညာနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဦးဆောင်ဦးရပြုမှုအစီအစဉ် PIMSTEC ကထုတ်ပြန်ထားပါတယ်။ စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တရားခွင့်ရမှာဖြစ်တာကြောင့်၎င်းအာဏာသိမ်းယူပြီး၄နှစ်ကျော်ကာလအတွင်းထိုင်းနိုင်ငံမှာပထမဆုံးတရားခွင့်ရတဲ့စီဝေးဖြစ်လာမှာဖြစ်ပါတယ်။ဘင်းစက်ဖွဲ့ဝင်နိုင်ငံတွေရဲ့ဝင်ကြီးများထိပ်သီးအစည်းအဝေးကိုအိန္ဒိယဝင်ကြီးချုပ်နရန်ဒရာမိုဒီနဲ့အာဏာသိမ်းစစ်ကောင်းဆောင်အပအဝင်ဖွဲ့ဝင်နိုင်ငံတွေကခေါင်းဆောင်တွေတက်ရောက်မှာဖြစ်တယ်လို့ဘန်ကောက်ပို့စ်မှာဖော်ပြထားပါတယ်။အဲဒီအစည်းအဝေးမှာပင်လယ်ရေကြောင်းကုန်သွယ်ရေးရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အဖွဲ့ဝင်နိုင်ငံတွေအချင်းချင်းပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးမယ်လို့သိရပါတယ်တောင်ဝမ်ရှားနဲ့အရှိတောင်အာရှအဲဒီကတဆင့်အရှိအာရှဒေတာကိုဆက်သွယ်ပန်းကူးနိုင်ရေးအတွက်1998ခုနှစ်ဇွန်လ6ရက်နေ့မှာဒင်းဆက်အဖွဲ့ကိုစတင်ဖွဲ့စည်းခဲ့ပြီးအဖွဲ့ဝင်နိုင်ငံတွေဖြစ်ဘင်္ဂလားဒေ့ရှ်၊အိန္ဒိယ၊တိရီလင်္ကာ၊ထိုင်း၊မြန်မာ၊ဘူတန်နဲ့နီပေါနိုင်ငံတို့ပါဝင်ပါတယ်။အနာသိန်းစစ်ကောင်းဆောင်ကမကြမီရပိုင်းတွင်က ရုရှားနိုင်ငံနဲ့ဘီလာရုစ်နိုင်ငံတွေကိုတွားရောက်ခဲ့ပြီးစီမံကိန်းများစွာလက်မှတ်ရေးထိုးထားပါတယ်